ာပြီနော်ဒါကြီးစိတ်ချိုက်လျှောက်နောက်နာမည်ရဲ့တက်လေးရဲ့အရင်မိတ်ဆက်ပြီနော်ဒီမိရောနာမည်ကဟုကုကုချစ်ဟုကုကုချစ်ဟင်ပါဗျာဟုတ်ပြီအသက်60ဘယ်ကနေလာထုတ်တော့သုံးกว่าဗျာဟမ်3กว่า3กว่าကဟုတ်ပြီရင်တော့အားထုတ်ရဘူးတဲ့အတွေ့အကြုံတွေပါရှိလားရှိရောရှိတယ်တိတ်အများကြီးတော့ပြီအိမ်ပါဟုတ်ပြီအခုဒီမှာအရေးပေါ်တရားစခန်းလာဝင်တော့အတွေ့အကြုံနော်ဒီနှစ်ရက်တည်းမှာဒါကြီးဘာတွေထူးကြလဲဘာတွေတိလို့ရှောက်ချင်တာလဲရှောက်ဒါကြီးအတွေ့အကြုံတွေတိကျင်တာလေးတွေရှောက်နော် ဒီပြီးတော့မနေ့ကဟိုဦးစင်းကိုဖြောက်လိုက်ပါတယ်ဟိုဒီပြီးတော့ငါရှာဘလူးရှာကိုဦးစင်းကစာအုပ်ပေးတာလေအဲဒီပြီးတော့ဆောင်ရွက်တော့စာအုပ်ပြန်ကြည့်တယ်ပြန်ကြည့်တော့ဦးစင်းကဒီပြီးတော့ပြောငါဟိုရအောင်ရှာငါရှာငါရှာပြောတယ်အဲ့ဒါနဲ့ဒီပြီးတော့မနေ့ကဒီမှာတရားဟောနေခင်းမတရားထိုင်တယ်တရားဒုတိယကျင်နှစ်နာရီခွဲ၃နာရီတရားထိုင်တော့ဒီပြီးတော့ဒီအဲ့ဒီငါရှာတာကိုခြေပြားနဲ့ဆံပြားတွေကိုအနုလုံဘူးလို့မှတ်တယ် အဲ့လိုမှတ်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 ကဘူးပြန်တပည့်တော်ငါရှာမတွေ့ဘူးအဲ့နည်းနည်းတပည့်တော်ကနေပြီးတော့ခြေတော့ကလည်းနာတယ်နာတဲ့ခါကျတော့ခြေတော့ကိုတပည့်တော်ကငါကြည့်တော့လားငါကြည့်တော့ဆိုလို့ရှိရင်ငါပြောလို့ရှိရင်မနာစင်းလို့ဆိုမနာဘူးအဲ့လိုပြောအဲ့ချိန်မှာခြေတော့ကပြောက်သွားတယ်ဗျာဒီဒီခါနာခါနော်လေဒီခါကိုဒါငါငါပိုင်တဲ့ခါဆိုလို့ရှိရင်ဒီခါမနာရဘူးအဲ့လိုလုံးလုံးနဲ့မရဘူးကိုကအဲ့လိုငါမပိုင်ဘူး အဲ့ဒါနဲ့ကုစင်းကလည်းတပည့်တော်ကိုရှာခိုင်းတယ်ငါရှာငါကြောဆိုနောက်ဆုံးတော့တပည့်တော်ကငါရှာတာရှာလို့မရဘူးဆိုဩငါမမပိုင်တာဆိုတပည့်တော်ကဒါကြီးကိုလွှတ်ချလိုက်အချိန်မှာတော့အဲ့ကျတော့တပည့်တော်ညံထဲမှာဒင်းကြီးလေးဆုံးပြချက်ချလိုက်ကြမှာလင်းကနေဝင်းသွားတော့အေးပါဗျာအဲ့တော့စိတ်ကဘလို့ခံစားလိုက်ရအချိန်စိတ်မှာတော့အေးမှာကြည်နူးသွားတယ်ဗျာဘလောက်လောက်ကြာလဲတပည့်တော်15မိနစ်လောက်ရှိမှာတယ်ဗျာဟုတ်လားအဲ့ချမ်းသာမှုလေးကဘာနဲ့ဥပမာနိုင်စားမလဲအဲ့ချမ်းသာမှုက ဟင်ကဒီပြီးတော့တခါမှအဲ့လိုမျိုးမဖြစ်ဘူးဗျာမဖြစ်ဘူးเนาะအဲ့တော့ဘာနဲ့မှလည်းနိုင်စလို့မရဘူးဗျာဟုတ်ဥပမာနိုင်စမယ်ဆိုရင်ရောဘာနဲ့ဘလို့ဥပမာနိုင်စပေးမလဲဥပမာပေးမယ်ဆိုရင်ဘလို့ပေးမလဲအချမ်းသာမို့ဥပမာပေးမယ်ဆိုရင်နောက်ထပ်ဥပမာပေးမယ်ဆိုရင်ပတ်စံလေးပါအများကြီးဒုံငယ်ဝင်လာအောင်ချမ်းသာလာလို့ ဲ့လိုမျိုးလည်းမဟုတ်ပြန်ဘူး။ဩပတ်စံနေအများကြီးဘုံကလေးဝင်လာလို့ချမ်းသာမှုလည်းမဟုတ်ဘူး။မဟုတ်ပါဘူး။အဲ့ချိန်မှာလောဘလည်းမရှိဘူး။မရှိဘူး။ဒေါသလည်းမရှိဘူးမရှိဘူးဒါဆိုရင်အဲ့ကြောင့်နိုင်စားလို့မရဖြစ်တာနော်မရဘူးသူ့ရဲ့ချမ်းသာမှုကပြောပြလို့မရတော့ချမ်းသာနော်မှန်ပါဗျာကောင်းပါလေအဲ့ချမ်းသာမှုရောတခိုင်းကိုယ်တိုင်ကဘာဖြစ်တယ်လို့သိလိုက်ပြီဒီပြီးတော်ကတော့ဩအဲ့ဆိုရင်တို့ဒီပြီးတော်ကိုဦးစင်းကငါရှာခိုင်းတာဒါပေမဲ့ငါမှမရှိတာဘူးဘယ်လိုပြုလို့ငါဦးစင်းကငါရှာခိုင်းရဲဆိုတော့ဦးစင်းကဒီပြီးတော်ကိုပြောတယ် ့မှာကပိုးလုံးတဲ့လာသာနောက်ပိုင်းလိုက်လိမ့်မယ်ဆိုအဲ့ချိန်မှာတပိတော့တည်ဟာတပိတော့လာသာရပြီပေါ့ဟုတ်တယ်နော်လာသာရသွားပြီနော်အလုပ်လုပ်ရမှာကိုယ့်အလုပ်အချိန်တိုင်းလာသာထုတ်ရမှာအိုက်ရှင်လုပ်ရတာဟုတ်တယ်တင်းပါဘူးလုပ်ငန်းရှင်လုပ်ဒါသဘောပေါက်သွားပြီနော်တင်းပါဗျာအဲ့တော့ဓမ္မအလုပ်လို့ပြောတာလေဆရာအလုပ်ကသင်ကြားတဲ့လုပ်အဲ့ဒါမလားဒီယောဂီရဲ့အလုပ်ကအကျဉ်းညာမှာအားထောက်မယ်လုပ်တရားရတာမရတာဓမ္မအလုပ်အဲ့ဒီအလုပ်သုံးခုကျွဲသွားရင် easy ပဲ easy ပဲ မယောဖုတ်ကပြတ်သွားတာမယောတော့ဘူးเนาะကိုလို့ကိုလို့ကတက်လဲတက်တာလည်းမြန်လဲမြန်เนาะမှန်ပါဟုတ်ပါတယ်တခါကြီးမေးလဲမေးတယ်အခုကိုရမေးတဲ့ပုံမှာလည်းအကျဉ်းနဲ့အားရပြီးတော့သဘောပေါက်သွားတယ်တော့ဝမ်းသာပါเนาะအဲ့တော့ဒီတရားကဘာဖြစ်တယ်လို့အခုသိလိုက်တယ်အဲ့ပုံမှာဗျာအခုဒီလိုလွတ်မြောက်တဲ့ချမ်းသာမှုဘာဖြစ်တယ်လို့သိလိုက်တာလဲအခုဒီပြီးတော့ဟာနိဗ္ဗာန်မြင်တယ်လို့လို့ထင်တာပါဗျာဖြစ်ဖြစ်ချင်းသိတာလားနောက်မှပြန်စင်ဉာဏ်မှသိတာလားဖြစ်ဖြစ်ချင်းကနေလည်းငယ်ထွေးတယ်အဲ့ဒီမှာတော့ဒီပြီးတော့စိတ်တွေကတော့ ဟောတာကနိဗ္ဗာန်ကမသိဘူးလို့စိတ်ကတော့တွေးလိုက်တယ်။ဒါပေါ့ကိုမမရောက်ဘူးတာဒီလိုပဲထင်လို့ရတာနော်။ခါမမကိုအဲ့ပေါ်ရောက်မှမရောက်ဘူးတာနော်။ဟုတ်ပါဘူး။အဲ့တော့အဲ့ချမ်းသာမှုလေးကတခါကြီးဘွားမှာမိသွားနိုင်လားအဲ့လွမြောက်တဲ့ချမ်းသာ။မမိနိုင်ပါဘူးခင်ဗျာ။မမိနိုင်ဘူး။အဲ့ဒီလွမြောက်တဲ့ချမ်းသာမှုလေးကိုညံထဲမှာတည်တဲ့ခါရင်အဲ့လွမြောက်တဲ့ချမ်းသာမှုလေးကိုညံလေးနဲ့ညှို့ပြီးတော့တည်မယ်ဆိုရင်အပယ်လေးပေါ်ငယ်ရှိတဲ့ကြမကြပါဘူးမကြပါဘူးမကြဘူးဘယ်သူအာမခံပြီးမှာတော့တရားတွေကအာမခံမှာဟုတ်ပြီတခါကြီးကဘာလို့မြင်သွားလို့အာမခံနေလဲခန္ဓာမှာ ီပြီးတော့အထင်တော့နိဗ္ဗာန်မြင်ဟောင်းအထင်တာပဲဟုတ်ပါပြီเนาะရပါပြီအဲ့ဖြည့်တဲ့လူဖြည့်ပေါ့เนาะအဲ့တော့သိကျင်တာကဒီတရားတွေဒါမသိခဲ့ဘူးမကျင့်ခဲ့ဘူးခယံအဝေးကြီးရနေเนาะဒီခယံမျိုးကတော့မလာပဲနဲ့မကျင့်ပဲနဲ့ဒါတခါအရင်တော့တေခဲ့ရင်ရောဘယ်စိတ်နဲ့တေပြီးရောဘယ်ဝါးတွေရောက်နိုင်လဲအပယ်လေးပုံနားနိုင်ပါလားအပယ်လေးပုံတန်းနေရမယ်เนาะအခုရောကြာနိုင်သေးလားတိသွားတော့အခုတော့မကြာနိုင်ဘူးအခုတော့မကြာနိုင်ဘူးဒါတော့အပယ်ကြမှာကိုလည်းဘယ်သူပဲသိတာလဲကိုပဲသိတယ်အပယ်မကြာနိုင်ဘူးဆိုတာလဲကိုပဲသိတယ်အဲ့ဒါကိုညံလို့ပေါ့ မက်ကဆိုတာနှလုံးလုံးမက်ဆိုတာညံနှလုံးလုံးတယ်အပယ်ကြမဲ့စိတ်ကိုလည်းသိတယ်အပယ်မကြတော့ဘူးဆိုတဲ့သိတယ်သိတယ်အဲ့လောက်ညံလို့လဲခေါ်တယ်ညံဆိုတာကကောင်းတာကိုလည်းသိရမယ်ဆိုးတာကိုလည်းသိရမယ်ဆိုးတာသိရင်ကောင်းတာလည်းသိရညံဆိုတာပိုင်းခြားတာဆိုတာအမှားမှန်အကောင်းဆိုးအကြောင်းကျိုးကိုပိုင်းခြားတာညံလို့ခေါ်တယ်အဲ့တော့ညံတော့ညံမယ်ညံလည်းဖြစ်ရမယ်မက်ကလည်းဖြစ်ရမယ်မက်ကဆိုတာတရားလို့ခေါ်တယ်နော်အဲ့တော့တရားသောညံလို့ခေါ်တယ်မြတ်တော့တဲ့ညံလို့ခေါ်တယ်နော်ဒီလိုနားလည်ထားရပြီ အကြိမ်မချဲ့တော့ဘူးအဲ့တော့ယင်တော့ကြားဘူးတဲ့နိဗ္ဗာန်နဲ့အခုသိတဲ့နိဗ္ဗာန်ဘာတွေကွာခြားမှုရှိရလဲယင်တော့နိဗ္ဗာန်ကစိတ်တည်းကပဲတွေးထင်မိတာတွေးပြီးတော့အခုနိဗ္ဗာန်ကိုကိုယ်ရင်အင်းကနေလင်းကနေဖြစ်သွားတယ်ဩတော်တော်ကွာခြားတယ်နော်ကျွန်တော်ကနိဗ္ဗာန်ကျတော့ကိုယ်ကစိတ်ကူးရပဲဖြစ်တာเนาะဒီခါတော့ကြီးကြီးလေးလေးနဲ့ကိုယ်ကလွတ်မြောက်သွားတာဒါဆိုရင်တခါကြီးကတခါရင်တော့ကပြန်သွားရင်ဘာတွေပြောပြခြင်းလဲအမျိုးတွေကိုအမျိုးတွေကိုတော့ ီခရမ်းသုံးกว่าလားသုံးกว่าပေါ့เนาะသုံးกว่าဗျာသုံးกว่าသုံးกว่าရောက်လို့ရှင်အရင်ဆုံးဒီတရားတွေကိုဘယ်သူ့ကိုရနေခြင်းလဲဒီပြီးတော့အိမ်ပါတော့ဖွားကြီးတွေရှိတယ်သူတို့ရနေခြင်းလဲဩဘာဖြစ်လို့ဖွားကြီးတွေဘာလို့ရနေခြင်းလဲသူတို့ကတရားဒီပြီးတော့ဒီတော့သူတို့ကတရားသိမ့်မရအောင်ပြန်ဒေါသတွေညာနေဩဖွားကြီးတွေရလေတင်မဖာသမျောတရားကြီးဟုတ်ပြီအဲ့သူတို့ရနေခြင်းလဲတင်မဖာဩသူသူတို့ကတေဘွားလို့ရှိရင်တရားမရပဲရအပေကြောင့်မှကြာလို့ဟုတ်ပြီအဲ့ဖွားကြီးတွေအသက်ဘယ်လောက်ရှိလဲ69တရားဩ အေးဗောတခါကြီး60ဆိုတော့ဖွားကြီးတွေဆိုတော့90လောက်တော့ရှိရမှာပေါ့နော်ပြန်ပါတော်သေးတယ်တရားမပြည့်ခင်မှာတော့တရားဟောမှရမှာနော်တခါကြီးပြန်ရောက်သွားရင်တခါကြီးတိတဲ့တရားလေးကိုပြန်မျှဝေပေးလို့ရမှာအာတပည့်တော်ရဲ့အမျိုးသမီးရဲ့ကြီးတော်လေးအကြီးတော်လေးဟုတ်တယ်လေမဟုတ်လေတခါကြီးပြန်သွားရင်တခါကြီးရသွားတဲ့တရားလေးကိုတစ်လုံးတစ်ပါးသားလောက်ပြန်မျှဝေပေးလို့ရမှာလားလို့အဖွားကြီးတွေကိုတပည့်တော်တော့မျှဝေပေးခြင်းဒါပေမဲ့တပည့်တော်တင်းနေမရဘူးအယိုးရည်နေလားဖွားကြီးပြန်ပါဗျာသူကဆွဲနေပြန်အေးဆွဲနေပြန် ဟုတ်ပါပြီကောင်းပါပြီနော်တခါရတော့တရင်ငါတလေးဒီလောက်ဒီဒီတရင်ငါလေးမှာတော့ငါမရှိရတော့ဒီလောက်ချမ်းသာရင်ဒီယုံနဲ့ဒီခန္ဓာကိုယ်ကြီးတာနောင်ဘဝပြန်မရတော့ဘူးဆိုရင်ဘယ်လိုနေမလဲဒီယုံနဲ့ဒီခန္ဓာမှာတရင်ငါလေးမှာတော့ငါမရှိရတော့ဒီလောက်ချမ်းသာရင် ဒီယုတ်နဲ့ဒီခန္ဓာကိုယ်ကြီးဒါနောင်ဘဝအပြန်မရတော့ဘူးဆိုရင်ဘာဖြစ်မှာလဲဒီတဲ့ပို့ပြီးချမ်းတာဒီတဲ့ပို့ပြီးနိုင်စားမရချမ်းသာတယ်နော်နိုင်စားနိုင်စားမရှိချမ်းသာပါနော်ပြန်ပါဟုတ်ပြီအဲ့တော့ချမ်းသာတာကိုတရားလို့သိသွားတာလားတရားချမ်းသာသွားတာလားတရားချမ်းသာတာဘယ်အရာတွေကိုတရားလို့ကိုသိခဲ့ပြီလဲမြတ်တာတဲ့ဟာမြတ်တာတာမြတ်တာဆိုတာအကောင်းဆုံးပြောလားဆိုးပြောလားမကောင်းဆိုးတွန်တွဲနေဟုတ်ပြီအရင်တော့အဲ့လိုသိသလားမသိဘူးမသိဘူးတရားလို့တော့ဗဇက်ကပြောနေပြန်တယ်အတိတ်ပဲကိုနားမလဲဘူးနော်နားမလဲဟုတ်ပြီအဲ့တော့ဒီအကောင်းဆုံးတရားတွေကိုမြတ်တာအောင်ဘယ်သူမှမြန်ဖန်ဆင်းပြနေတာလဲဖျားပါ ဟမ်မြတ်စွာဘုရားဟုတ်ပါဘူးဗုဒ္ဓဖန်ဆင်းရှင်ဝါတော်မဟုတ်ဘူးလေနော်ဗုဒ္ဓဖန်ဆင်းရှင်ဝါတော်သူကတဘာဝတရားတဘာဝတဘာဝကြီးရတာတဘာဝဆိုတာအရှိတရားဆိုတာမျှတာချင်းသူရရှိနေတာကတရားပိသားလို့ခေါ်တာမူလဟိုကတရားပိသားအယူဆတွေကမတရားလျှောက်ကြည့်နေလို့နော်လွဲမားတွေရောက်နေတာအဲ့တော့ခုနဒါကိုဦးရမေးရတဲ့မေးခွန်းကဒါပဲအဲ့အခြေခံဇင်းမြစ်ကိုနားမလည်ထားရင်ခုနဖရာဖန်ဆင်းတယ်ဗြဟ္မာဖန်ဆင်းတယ်နတ်ကဖန်ဆင်းတယ်ဗုဒ္ဓကတိရှင်မဟုတ်ဘူးနော်ဗုဒ္ဓလမ်းပြသူနော်ဗုဒ္ဓလမ်းမဲ့ပြပေးတယ်ဦးရလည်းလမ်းမဲ့ပြလို့ရတယ်ဒါကြီးကိုကတိလို့မရဘူး ဟုတ်တယ်ဗလားငါ့ကိုယုံကြည်လိုက်မင်းကိုငါကဲ့တင်မယ်မင်းအပေမကြเสียအောင်မရဘူးเนาะကိုကိုတိုင်းကျင့်ရဗုဒ္ဓဆိုတော့ဦးညလမ်းမဲ့ပြပြလို့ရတယ်เนาะအဲ့တော့မြတ်စွာဘုရားလည်းဒီနည်းကိုပဲသုံးတယ်เนาะအဲ့တော့ဗုဒ္ဓသည်တကိုးကိုမပြဘူးအမှန်တရားကိုပဲပြရတယ်ဟုတ်လားတင်ပါတင်ပါဟုတ်တော့အမှန်တရားသည် လောကကြီးမှာဒီအကောင်းဆုံးနဲ့ဒွန်တွဲပြီးတော့မျှတနေအောင်ဘုရားဖန်ဆင်းတာလည်းပြန်ပြောတဘာဝဖန်ဆင်းတာလားအရှိတရားလားအရှိတရားပဲအဲတဘာဝတွေရဲ့အရှိတရားတဘာဝဆိုတဲ့နေရာတခါကြီးတော့တဘာဝလို့ပြောရင် neutral ပေါ့သူကအရှိတရားလို့ဒိဗေရတယ် င်းပါဘူးတဘာဝအရှိအဲ့မှာအတိတ်ပဲကပြည့်စုံအောင်လျှောက်လာအရှိနေတာကတရားတဲ့တဘာဝဆိုတာအရှိတရားရှိနေသူကရှိပြီးသားတရားလို့ခေါ်တယ်မှန်ပါဘူးကိုလုံးလို့တရားတာမဟုတ်ဘူးကိုလည်းမရှိဘူးကိုလည်းသွားလုံးလို့မရဘူးကိုလုံးအတ္တဖြစ်သွားဘူးရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းရတာဘူးလားကြကြဟုတ်တိုင်းမှန်စွာရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းတဘာဝတရားတွေအပေါ်မှာတဘာဝတိုင်းတည်တာဝိပဿနာသမာဓိရှိတဲ့အဲ့တဘာဝတရားကြီးကတဘာဝကြီးကတရားပြီးသားမဟုတ်လို့ဦးဇင်းတို့တခါကြီးကမစွဲနဲ့တော့ မပဲ့နဲ့တော့အဲမပဲ့မဆွဲတဲ့ညံကမကတမာဒိဋ္ဌိအဲလွတ်မြောက်တဲ့ညံလို့ခေါ်တယ်အရှိတရားကိုလည်းသိရမယ်အရှိတရားကိုသိတဲ့ဒီအတိတရားကလည်းရှိရမယ်နော်အရှိတရားကတဘာဝမနက်ကဟောပြီးသွားပါပြီနော်အရှိတရားကတဘာဝအတိတရားကမကဖြစ်နေဖို့လို့ရနော်အဲ့တော့အရှိတရားအားလုံးကိုသိနိုင်ဖို့ဆိုရင်မကညံနဲ့ပဲကြည့်လို့ရတယ်သူကသူ့ရဲ့တော့နဲ့နော်သူ့ရဲ့တော့ကလောက်နဲ့သူ့ရဲ့တော့တန်ထဲမှာဖွင့်လို့ရတာပေါ့နော်အဲလောကကြီးမှာသူကလောကကြီးကတရားပိသဖြစ်တဲ့အတွက်မတရားတဲ့လူတွေမမြင်ရဘူး ဟုတ်ပါလားအဲ့တော့တရားသောညံမက်ကညံနဲ့ပဲပြင်လို့ရတယ်နော်မြန်ပါဒါလေးတွေကလည်းကျေပြန့်ပါတယ်နော်အဲ့တော့မိမလို့ဒီအခြေခံကိုနက်နက်ဆိုင်ဆိုင်တိထားဖို့လိုရတယ်နော်မြန်ပါဟုတ်ပြီတော့ဒီတရားတွေကိုသိနိုင်ဖို့ကျင့်နိုင်ဖို့လွတ်မြောက်ဖို့ဆိုဘယ်လမ်းဆက်သွားမလဲမက်ကညံပေါ့မက်ကင်၈ပါးလဲနော်အဲ့တော့အရှိတရားတွေအားလုံးသိနိုင်ဖို့ဆိုရင်မက်ကင်၈ပါးကျင့်သုံးဖို့ပဲလိုရတယ်နော်အရှိတရားအားလုံးကျင့်သုံးဖို့ဘာတွေလိုတာလဲမက်ကင်၈ပါးကျင့်သုံးဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီတရားတွေကိုသိနိုင်ဖို့ကျင့်နော်ဒီတရားတွေကိုသိသွားတဲ့အတွက်တခါကြီးအရင်ဆုံးဘယ်သူတွေရောကျေးဇူးတင်ခြင်းသေးတယ် ဒီပြီးတော့အမျိုးသမီးကိုကျူးစွတင်တယ်ခါဘာဖြစ်လို့တော့စိုးတာပဲလားသူကလဲသူကဒီပြီးတော့ဒီခေါ်ခဲ့တာဟမ်ဒီပြီးတော့ခေါ်ခဲ့တာဟောသူ့ကိုရသေးချင်တာပေါ့နော်တင်ပါဗျာဩဒီပြီးတော့သူ့ကိုရင်ဖို့လိုက်တာဩဟုတ်လားဒီပြီးတော့ online မှာအရှင်ဘုရားတို့တွေ့တယ်လေတွေ့တော့သူ့ကိုတွားပြလိုက်တယ်တွားပြလို့တော့သူကအဲ့ဒါဒီမြောက်လာဩ online မှာပြလိုက်တော့စိတ်ဝင်စားတော့လာကျင်တော့အမျိုးသမီးကမရှိနေလို့ဗျာဗာကင်မရာအထုတ်နေလို့အမျိုးသမီးကသူကဟော ဝေဒနာအဝေဒနာတော့ရောက်နေအဲ့လောက်ရသေးခြင်းတရားလားဗျာ။တရားကနောက်ကျနေပြီလေ။သူကအရင်ရောက်နေ။ဒီပြီးတော့လှုပ်ပါလို့ဗျာ။ဟုတ်လား။အေး။သူကလေသူ့ထက်ရသေးခြင်းတရားလား။ဟုတ်သူကရပြီးသွားပြီ။ရပြီးသွားပြီ။အဲ့တော့နောက်ထပ်ထက်ရွေးရုံဘယ်သူတွေထက်ရသေးခြင်းတွေလဲ။အဲ့ဘာအပွိုင်းနေရဝေရှိတယ်။ ယောက်ကမရေးလာယောက်ကမဟုတ်ယောက်ကမအမွေပေးခြင်းညာဘာလားယောက်ကမညာဆုံးမပါဘူးဗျာဟောအဲ့ဒါဘာလို့တော့ကြီးတော့ကြီးတော့ဟောကြီးတော့တယ်ဟောဟုတ်ပြီဟုတ်ပြီเนาะဦးဇင်းလမ်းကြုံပြောပြလိုက်ပါဘူးเนาะတင်ပါဗျာအေးဟုတ်ပြီတော့နောက်ထပ်ဒီတရားတွေကိုသိတော့เนาะဒီတရားတွေအပေါ်မှာဟုတ်တန်တရားမရှိပါဘူးဗျာမရှိတော့လာရကျိုးကနဲ့လာဝေးရနတ်ပါတယ်ဗျာဟုတ်ပြီနောက်ထပ်ဒီတရားဒီရိတ်တာကိုပို့ပေးတဲ့လူတွေဘယ်သူတွေရောကျေးဇူးတင်ခြင်းသေးလဲ ဟောတပည့်တော်တို့ကားနဲ့လိုက်ဖို့ပြီတယ်ကားနဲ့လိုက်ဖို့ပြီစီစဉ်ပေးတယ်ဒီကဆရာဥမောင်ကြီးတို့ဥจิตတူးလင်လို့ဥจิตတူးလင်လို့ကိုจิตတူးလင်လို့အဲ့မှာဟုတ်ပြီနော်အဲ့တပည့်တော်ကအဲ့မှာသုံးဝမှာဝင်မဲဆိုတော့အဲ့မှာဆရာဥမောင်ကြီးကစီစဉ်ကဒီဘက်ပြောင်းအောင်မယ်ဆိုလိုက်မှာဆိုလိုက်မယ်ဆိုပြီးလိုက်ခဲ့တာနေပါပြီဟုတ်ပါပြီနော်အခုတော့ဒါညံမဲပေါ့ရှင်ပါဒီကံကဘလောက်ပဲပြောင်းသွားပြောင်းသွားညံမပြောင်းသွားဘူးနော်ညံတော့နိဗ္ဗာန်ပဲတန်းနေရပါတော့မှာရှင်ပါဗျာအဲဟုတ်ပါပြီအာလုံသာဓုခေါ်ပါဦးနော် ආරි ආරි ආරි